ဘောလုံးလောကမှာအတင်းတင်းရဲ့တမိုင်းအကြောင်းနဲ့အမှတ်ရစရာအခိုက်အတန့်တွေကိုပြောကြတဲ့အခါမှာပြိုင်ဘက်တွေရဲ့အကြောင်းကလည်းဒစိတပိုင်းပါဝင်ပတ်သက်နေကြပါတယ်အတင်းတင်းရဲ့အောင်မြင်မှုတွေစူဖလားတွေကအတင်းရဲ့ပုံရိပ်တစ်ခုဖြစ်တယ်လို့ပြိုင်ဆိုင်မှုတွေပြင်းထန်တဲ့ဘွဲတွေကလည်းအတင်းရဲ့တမိုင်းမှတ်တမ်းတစ်ခုအဖြစ်နဲ့ဘိတ်တရီရဲ့ယင်းထဲမှာအမြဲတမ်းကြံရှိနေတတ်ကြပါတယ်ဂျော်ရီပရီးမီးယားလိရဲ့ထိပ်သီးအတင်းတင်းဖြစ်တဲ့အာဆင်နယ်ကလည်းတမိုင်းအကြောင်းရခါသီးပြင်းထန်တဲ့ပြိုင်ဘက်ကောင်းတွေနဲ့ယင်းဆိုင်ခဲ့ရတယ် အာဆင်နယ်အသင်းရဲ့ခါးသီးတဲ့ပြန်ပက်တွေအကြောင်းပြောရမယ်ဆိုရင်တော့ပထမဆုံးကတော့တော်တန်ယံဟော့စပါပါဝစ်ကနေပြီးတော့နော့လန်ဒန်ကိုပြောင်းရွှေ့လာတဲ့1973ခုနှစ်မှာအင်းဒီချင်းတော်တန်ယံရဲ့နေမြေတွေကိုကျူးကျော်ဝင်ရောက်လာတဲ့ထင်မြင်ခံစားချက်တွေကအသင်းအသင်းကြားမှာရန်ညိုးရန်စားကိုစတင်ခဲ့လို့ပြောရလိမ့်မယ်မီလောင်ရလေပင့်ဆိုလိုတော့ပဲ1996ခုနှစ်မှာ ဖော်ဘောလီအဖွဲ့ဝင်များရဲ့မေပီဆုံးဖြတ်မှုနဲ့အတူတူအာဆင်နယ်က First Division ကိုကနဦးဝင်ခွင့်ရသွားခဲ့တာကဒီတော်တရံရဲ့တိမမှုတွေကိုပိုပြီးတော့ကြီးထွားစေခဲ့ပါတယ်။ဒီနှစ်သင်းရဲ့တွဲဆုံတဲ့ပွဲတွေတိုင်းမှာလည်းပဲရမှတ်၃မှတ်ဆိုတာထက်ကိုပိုခဲ့ပါတယ်။ဒါကမျိုးရင်းအိမ်နီးချင်းတွေရဲ့ဂုံတိတ်ခါအတွက်တာမကဘင်းနဲ့ဝါကြွားခွင့်အတွက်ပါရှင်ပြိုင်ချရတဲ့တိုက်ပွဲတစ်ခုပါ။အဲ့ဒီနှစ်ပေါင်းရာချီတတန်းရှိပြီးတော့ဒီပြိုင်ဆိုင်မှုကဘောလုံးသမိုင်းမှာအပြင်းထန်ဆုံးဒါဘီပွဲတွေကတစ်ခုဖြစ်သတ်မှတ်ခံထားခဲ့ရပါတယ်။ ပွဲမစရင်တည်းကပရိသတ်တွေကြားမှာစိတ်ခံစားမှုတွေမြင့်တက်နေတတ်ကြပြီးတော့ကစားသမားတွေကလည်းပုံမှန်ထက်ပိုပြီးတော့မှအားထုတ်ကစားတတ်ကြတဲ့ပွဲမျိုးတွေပါ။နီးပြရဲ့အာဆီဝင်းကလက်ထက်မှာအာဆီနဲ့လွမ်းမှုမှု White Lan မှာ Invisible ဖြစ်ဘူးဆွဲခဲ့တဲ့ဖြစ်ရကတော့တော်တရန်ပရိသတ်တွေအတွက်နာကျင်ရဆုံးအမှတ်တရဖြစ်ခဲ့ရတယ်။မြောက်လန်နဲ့မြို့တွေအနီးအဖြူအဖြူနဲ့အပြာရွေရှင်ပြိုင်မှုကအာဆီနဲ့တမိုင်းကြောင်းမှာအထင်ရှားဆုံးမှတ်တိုင်တစ်ခုဖြစ်ကျင်းရခဲ့ပါရီ။ မြောက်လယ်နဲ့ဒါဘီပြင်းတော့အာဆီယံနဲ့တို့အရေးပါပြီးတော့ပြင်းထန်ကြီးတွေပြိုင်ဆိုင်မှုတွေလည်းရှိပါတယ်။အလူပြင်းကတော့ဒီပြအာဆီယံဝင်ကနေဆာရက်ဖာဂူဇန်တို့ခေတ်ကမန်ချက်စတာယူနိုက်တက်နဲ့ရှင်ပြိုင်မှုကမိကုံရန်ကုန်ပဲလို့ပြောရလိမ့်မယ်ဗျာ။1990ပြည့်လွန်တဲ့နှောင်းပိုင်းနဲ့2000ပြည့်လွန်တဲ့အစောပိုင်းကာလတွေမှာအာဆီယံနဲ့မန်ချက်စတာယူနိုက်တက်တို့ကပရီးမီးယားလိချန်ပီယံစုအတွက်အကြီးအကဲပြိုင်ဘက်တွေမျိုးဖြစ်ခဲ့ကြတယ်။အသင်းကြီးနှစ်သင်းရဲ့ထိတိုက်တွေးဆမှုတွေအတိုင်းပါလေအရေးသွေးမြင်မှားသလိုပြင်းထန်တဲ့ကစားပုံတွေစိတ်လှုပ်ရှားစရာအဖြစ်ပြက်တွေနဲ့ ပြည့်နေနေတတ်ပါပြီ။ Battery Vieira, Brian Gay အဲ့လိုကွင်းလေကစားသမားကြီးတွေရဲ့အားပြိုင်မှုတွေကဒီပြိုင်ဆိုင်မှုရဲ့တင်ကြီးထားပါပဲ။အင်္ဂလိပ်ဘောလုံးလောကရဲ့ထိပ်တီးနေရာကိုလူကြရဲ့ဒီရှင်ပြိုင်မှုကလေအာဆီနေရဲ့တမိုင်းမှာအခါသီးဆုံးစီးနေမှာပါဝင်ပါပြီ။နောက်ထပ်လန်ဒန်မြို့တွေနဲ့ကပြိုင်ဘက်တင်ဖြစ်ပြီးတော့အာဆီနေအတွက်အရေးပါတဲ့ပြိုင်ဘက်စီးမှာပါဝင်တာကတော့ချက်စီးပါ။ ရိုမန်အေဗရာမိုဗစ်ပိုင်ဆိုင်မှုအောက်မှာချယ်ဆီအသင်းကအင်အားကြီးလာပြီးတဲ့နောက်ပိုင်းမှာအာဆီနယ်နဲ့ချယ်ဆီတို့ရဲ့ပြိုင်ဆိုင်မှုကပိုပြီးတော့ပြင်းထန်လာခဲ့ပါပြီ။ပရီးမီးယားလိအပြင်ပြည်ရင်းဖလားပြိုင်ပွဲတွေဥရောပပြိုင်ပွဲတွေမှာပါမကြာခဏတွေးဆုံကြပြီးတော့အကျိတ်နဲ့ကစားခဲ့ကြပါပြီ။နီးပြားရဲ့နီးပြူဟာအားပြိုင်မှုတွေကစားသမားတွေကြားကတင်းမာမှုတွေကလည်းဒီပွဲစဉ်တိုင်းလူလူမှာမြင်တွေ့ရပါပြီ။မြောက်လန်ဒန်ဒါဘီလောက်တမိုင်းအစင်လာမရှိကြသေးဘူးဆိုပေမဲ့မကြာသေးမီနှစ်တည်းအတွင်းမှာပဲအာဆီနယ်ရဲ့အရေးပါတဲ့ပြိုင်ပွဲတွေကတသင်းဖြစ်လာခဲ့ပါပြီ။ တော်ဒီယန်ဟော့စပါးမန်ချက်စတာယူနိုက်တက်ချယ်ဆီအစရှိတဲ့ဒီလိုမျိုးကားသီးဆုံးပြိုင်ဘက်တွေရှိနေတာကအာဆင်နယ်အသင်းရဲ့တမိုင်းကြောင်းအမတ်သားတစ်ခုပါပဲတို့ကယူရိုဘောလုံးပွဲတွေမဟုတ်ကြပါဘူးဂုံသိခါရီစိတ်ခံစားမှုတွေတမိုင်းဝင်အဖြစ်ပြက်တွေနဲ့ရိုးရှက်နေတဲ့တိုက်ပွဲတွေပါဒီအသင်းအနေနဲ့ကစားတဲ့ပွဲတိုင်းကပြည်သူတွေအတွက်ရင်ခုန်စိတ်လှုပ်ရှားစရာတွေအကောင်းဆုံးအမိနိုင်ကြအကောင်းဆုံးပွဲစဉ်တွေဖြစ်အမြဲတမ်းရှိနေမှာအမှန်ပါပဲ